ဲကျွန်တော်ဆက်လိုက်ပြီးတော့တောက်ကြသားသမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်ပါတယ်9ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့15ရက်နိုဝင်ဘာလ2025စနေနေ့ဒီပေါ့ဒီကာလတော်တွင်းမှာတောက်ကြသားသမီးတွေကံကြမ္မာဘယ်လိုဖြစ်မလဲကျွန်တော်ကြည့်လိုက်ကြရအောင်ကဲတောက်ကြသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကတော့ဟလာဒီကာလတော်အတွင်းမှာဆိုလို့ရှိရင် လက်မဲ့အခြေအနေကနေလက်ရှိအခြေအနေပြန်ဖြစ်လာမယ်ကိုကြံစီမျှော်လင့်ထားတဲ့အရာတွေကကိုယ့်ဘက်မှာရှိနေပြီးအဆင်ပြေမယ်ဆိုတဲ့ကာလဖြစ်ပါတယ်အဲ့တော့ကိုစိုက်ခဲ့တဲ့အပင်ကအတီးပွင့်နေတီးပွင့်ပြီးကိုစုခူးစားသုံးလို့ရပြီဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုလုတ်တဲ့ကိစ္စတွေကအခုချိန်မှာမှလာပြီးထိထိရောက်အောင်မြင်တဲ့တပတ်တာဖြစ်တယ်လောက်ကန်စီဝိုင်းနဲ့ပတ်သက်ရင်ဒါဆိုရင်ကောင်းတယ်အခွင့်အလမ်းကောင်းတွေရှိတယ်တိုးတက်မှုသဘောတွေစောင့်တယ်ငွေချင်းနဲ့ပတ်သက်ရင်မမျှော်လင့်မဲ့ငွေဝင်တာငွေချင်းနဲ့ပတ်သက်တဲ့အကြံစီတွေအောင်မြင်တာငွေချင်းနဲ့ပတ်သက်ရင်လက်ရွှင်တာ ငွေကြေးထောက်ပံ့ရတာရုတ်တရက်ဆိုသလိုငွေကြေးကန်ကောင်းတာတွေဖြစ်မယ်အခြေအိမ်တော်ရဲ့မြစ်တာရေးမှာတော့အတိုက်ခိုက်သဘောဆောင်တယ်အနှဲငယ်စိတ်ညစ်ရတတ်တယ်စကားများတာမျိုးတွေအနည်းဆုံးဖြစ်တတ်တယ်ပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေစူးစမ်းရင်စူးစမ်းသလိုအရာတင်မဲ့အောင်မြင်မယ်အရေးကြီးတဲ့စကားကိစ္စပြောဖို့ဆိုဖို့ခရီးကိစ္စမလောက်တာပို့ပြီးကောင်းပါတယ်ဒါရီယာကို့အတွက်ဆုံးရှုံးနိုင်တယ်ထိခိုက်နိုင်တယ်အဲ့ဒါလုတ်သလိုလူသလိုအကျိုးမပေးနိုင်ဘူးကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကန်ကောင်းနေတယ် အဲ့တော့ကျမ်းမာရေးမကောင်းလို့စိတ်ညစ်နေရတဲ့မိတ်ဆွေတွေကျမ်းမာရေးပြန်လည်ကောင်းမွန်လာဖို့ရှိတယ်ကျမ်းမာရေးအရာတိုးတက်မှုတွေရှိနေတယ်အဲ့တော့ဘယ်လိုပဲဖြစ်ရဒီတစ်ပတ်ဒီကိုလှုပ်တဲ့အရာတွေကပြီးခဲ့တဲ့ကာလတွေမှာမဖြစ်ခဲ့တော့ဒီတစ်ပတ်မှာပြန်ပြီးဖြစ်လာမယ်အောင်မြင်လာမယ်အဆင်ပြေလာမယ်အဲ့လားဆုံးရှုံးထားတဲ့ငွေတွေပစ္စည်းဥစ္စာအလားစသဖြင့်ဒီလိုဟာတွေဆုံးရှုံးမှုတွေပြန်ပြီးတော့အောင်မြင်လာမှာဖြစ်လာမှာဖြစ်ပါတယ်အနည်းချုပ်အားဖြင့်ကျွန်တော်ကံကောင်းနေတဲ့တစ်ပတ်လို့ပြောလို့ရတယ်အဲ့တော့မိမိဖြစ်ချင်တာကိုလှုပ်လို့ရတယ်ပေါ့နော်စူးစမ်းလို့ရတယ်ဖြစ်နိုင်တယ် ဲ့တော့ဒီတစ်ပတ်ကံကောင်းလက်ရှင်ကနန်းသည်၅ကနန်း၃ညအကျိုးပြည့်တဲ့အကြောင်းသည်ကြက်သွေးအောင်ဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်ပါ